လူညံတဲ့လူကိုလူညံသလိုဆက်ဆံတယ်။ကြမ်းတဲ့ကောင်ကိုကြမ်းသလိုပဲဆက်ဆံတယ်ဆိုတာ။အဲ့တော့တစ်ဖက်သားကိုကြောက်အောင်လုပ်ပြီးဆက်ဆံတယ်ဆိုတဲ့အဓိပ္ပာယ်ရဆိုတော့တစ်ဖက်သားကိုနိုင်ယူတယ်ဆိုတာ by force နဲ့နိုင်ယူတဲ့ပုံစံဖြစ်သွားတယ်။ကျမရမင်းကြီးဆက်ဆံတာကမေတ္တာနဲ့ဆက်ဆံတာဖြစ်သွားတယ်သူက။သူမေတ္တာနဲ့ဆက်ဆံတာစိတ်ဆိုးနေတဲ့လူကိုကိုယ်ကစိတ်မဆိုးဒေါသမထွက်တိခတ်ပြီးတော့ဆက်ဆံတယ်။ မကောင်းတဲ့လူဆိုရင်ကိုကကောင်းပြရဲဆိုအဲ့ဒီလူကမကောင်းတဲ့လူကအကောင်းဖြစ်လာနိုင်တယ်။နှမျောတဲ့လူကိုပေးကမ်းပြီးဆက်ဆံတဲ့ဆိုတော့အဲ့နှမျောတဲ့လူကမနှမျောတဲ့လူ ဖြစ်လာနိုင်တယ်နောက်ကျလာ။လိန်ပြောရတဲ့လူကိုမှန်ပြောပြီးတော့ဆက်ဆံတဲ့ဆိုတော့လိန်တတ်တဲ့ကောင်ကလည်းနောက်မလိန်တော့ဘူး။အဲကြည့်လိုက်မယ်ဆိုရင်ကိုချင်းတရားဘက်ကကြည့်လိုက်မယ်ဆိုလို့ရှိရင်ဝရတ္တိမင်းရဲ့ဆက်ဆံမှုကဂုံမြောက်တယ်။ လူကျင်ဝတ်မှာတမိုးရှိတယ်။ဗန္ဒီကမင်းရဲ့ဆက်ဆံမှုကပါဆိုင်ဘာနဲ့တူလို့ဆိုရင်ဒီအနိုင်ကျင့်ဆက်ဆံတဲ့ပုံစံမျိုးသွားဖြစ်တဲ့သူအနိုင်ကျင့်ဆက်ဆံတာနိုင်ကျင့်ဆက်ဆံတာဆိုဆိုးရကောင်ဆိုးသလိုချအဲ့ဒီလူကရင်ထဲမှာသူအဆိုးအဆိုးပဲဖြစ်နေမှာမလဲအကောင်မဲ့ရောက်မလား ောင်းတဲ့ကောင်းကြတော့ကောင်းသလိုဆက်ဆံတယ်ဆိုတာငိုးတဲ့ကောင်းတာသူဆက်ဆံလို့မကောင်းတာမှမဟုတ်တာငိုးတဲ့ကောင်းသွားတာဟောမကောင်းရင်မကောင်းသလိုဆက်ဆံနဲ့ကောင်းရင် ကောင်းသလိုဆက်ဆံနဲ့ဆိုတာဟာတစ်ခါသားမှာ တိုးတက်မှုလုံးဝမရနိုင်ဘူးပေါ့အဲ့တော့သူဟာခုံမဟုတ်ဘူးခုံမမြောက်ဘူးပေါ့အကျိုးမရဘူးပါရဏတိမင်းရဲ့ဆက်ဆံမှုကတော့ ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေနိုင်တဲ့ဆက်ဆံရေးဖြစ်တယ်အဲ့တော့ဒီဆက်ဆံရေးနှစ်ခုကိုကြည့်လိုက်တဲ့အခါကျတော့ပါရဏသီမင်းရဲ့ဆက်ဆံရေးကိုတံမိုးထားပြီးဗဏ္ဍိကမင်းကအလျှော်ပေးလိုက်တယ်သူပဲယထာဘောအဆင်းပြီးတော့သူတို့ယထာကိုမြင်းကို ဖြုတ်ပြီးယထာကိုဘေးလမ်းဘေးချပြီးတော့ပါရဏသီမင်းကြီးကို လမ်းပေါ်ကသွားခိုင်းလိုက်တယ်ပေါ့သွားလိုက်ရတယ်အဲ့ဒီမှာဗရဏသီမင်းကလည်းဒီပဏိကမင်းကိုအကြံပေးသွားတယ်ဆက်ဆံရေးနဲ့ပတ်သက်ပြီးကောင်းတဲ့နီလန်းကို အကြံပေးပြီးဆုံးမဩဝါဒပေးပြီးသူတို့ဟာမိဖြစ်ဆွေဖြစ်တုံးနဲ့တူချစ်ချစ်ငင်ငင် ဟောပြောပြီးတော့ခရီးဆက်သွားကြတယ်ပေါ့အဲ့ဒါ ရှိနေရတဲ့လူသမိုင်းကြောင်းမှာတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ဖြစ်ရာဇောဝရဆက်မှာလက်ဆော်ပြပြန်ပြီးဟောကြားထားတာဖြစ်တယ်ပေါ့ဒါတကယ်ကျင့်သုံးခဲ့တဲ့စနစ်ကိုပြန်ပြီးတော့ဟောတာအဲ့ဒီမှာအတိတ်သမိုင်းဆိုတာကိုဘာကြောင့်သိတော့အဲ့ဒီတော့က ဖန်လီကမင်းဆိုတာရှန္ဒနာအလောင်းဖြစ်ခဲ့တာတဲ့သူ့ရဲ့ယထာမောင်းသမားကတော့ရှင်ပေါကလန်ကယထာမောင်းသမားလုပ်ခဲ့တာတဲ့အဲ့တော့အဲ့တော့အတိတ်သမိုင်းကြောင်းပဲနေသူတို့ဘဝရှင်ပေါကလန်ကစိတ်ကောင်းတဲ့ကောင်ရှိတဲ့ပုဂ္ဂိုလ်တွေရှင်ပေါကလန်ကယထာမောင်းသမားရှန္ဒနာကဗန္ဓိကမင်းပြမတ္တမင်းကတော့မြတ်စွာဘုရား ကိုယ်တိုင်ဖြစ်ခဲ့ပြီးတော့ ကမ္ဘာမင်းရဲ့ယထာမောင်းသမားကရှင်သာရိပုတ္တရာဖြစ်တယ်။တကယ်ထိတ်တန့်ပုဂ္ဂိုလ်တွေအဲ့ဒီမှာသွားဆုံးနေတဲ့အိဗေရှိ။အော်မတရားကိုရှာဖို့လေးစားကြတယ်။အကျိုးပြည့်ကိုစေစစ်လိုက်တဲ့အခါကျတော့ကမ္ဘာမင်းရဲ့ဆက်ဆက်မှုကလူတွေကိုလူတွေရဲ့နှလုံးသားမေတ္တာမပြတ်ဆက်ဆံပြီးတော့လူတွေဟာလိမ္မာရင်ကြီးသွားစေတတ်တဲ့ဆက်ဆံမျိုးဖြစ်လို့ တကယ်သူတော်ကောင်းဆက်ဆံနေပါဆိုပြီးတက်ခဏ်ညာဖန်လေးကမင်းရဲ့ဆက်ဆံနေကဟုတ်ကျန်ကိုကျန်တဲ့လူကိုကျန်တယ်လို့ဆက်ဆံတယ်နှူးတဲ့လူကိုနှူးတယ်လို့ဆက်ဆံတယ်မကောင်းတဲ့လူကိုမကောင်းသလိုဆက်ဆံတယ်ဆိုတူလောကကိုတိုးတက်စေနိုင်တဲ့အရာတစ်ခုမှမပါပြဿနာလဲငြိမ်းအေးဖို့တစ်ခုမှမဖြစ်ဘူးအဲကြောင့်မို့ ဖဏိကမင်းဘက်ကအလျှော့ပေးလိုက်ပြီးတော့ပြပရမင်းကြီးရဲ့ဤစနစ်ကိုအတူယူဖို့လက်ခံလိုက်ပြီးလမ်းဖက်ပေးလိုက်တယ်အဲ့ဒီဇလန်းလေးဟာတမန်ကြီးရင်တော့ဘယင်းနှစ်ပါးကျင့်သုံးသွားတဲ့လမ်းလို့သူတို့ဆိုပေမဲ့လို့တကယ်တန်ဖိုးရှိတဲ့ဘဝရဲ့သင်္ကန်းစာအနေနဲ့ကြည့်မယ်ဆိုလို့ရှင်ဆက်ဆံရေးဟာအဲ့တိုင်းဖြစ်တဲ့နေ